လေးတယောက်ကိုကိုလှုပ်ခိုင်းစေခြင်းနဲ့အလုပ်ကိုလုပ်ဖို့အတွက်ကလေးတယောက်ကိုဘယ်လိုဆွဲဆောင်အောင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အတင်နာပြပြပေးစင်နေပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အချက်ကနှစ်ချက်ပဲရှိတယ်ပေါ့နော်ဒီဗီဒီယိုဆောင်းအောင်ကြည့်ပေးပါအားလုံးတို့အကျိုးရှိမယ်လို့အတင်နာရှင်းနေပေါ့နော်အဲ့တော့နံပါတ်1ကဘာလို့ကမှလဲဆိုလို့ရှိရင်အဲ့ကလေးတယောက်ကိုအချိန်ပေးရမှာပေါ့နော်ကလေးတယောက်ကိုဘာအချိန်မှမပေးထားဘဲတော့ကိုယ်စကားကိုနားထောင်ကြည့်ဖို့မရဘူးပေါ့နော် အဲ့စဉ်းစားကြည့်လိုက်လို့ရှိရင်ဒီ family ထဲမှာမိသားစုထဲမှာအမေနဲ့အဖေနဲ့ကိုကလေးကဘသူ့ကိုခင်မဲ့တင်တော့အမေကိုပဲပို့ခင်ကြတယ်ဘာလို့လဲဆိုလို့ရှိရင်အမေဒီနေတူဘွားသူတို့နဲ့တူတူရှိနေတယ်ဖေကိုမချစ်တာမဟုတ်ဘူးเนาะချစ်တယ်။ဒါပေမဲ့အမေဒီသူတို့ဘလို့ထင်လဲဆိုလို့ရှိရင်အမေဒီသာသူတို့ရဲ့အာသူတို့ကိုလောကိတ်မှာအချစ်ဆုံးလူလို့သူတို့ထင်တယ်။အဲ့ဒါကြောင့်မို့လို့သူတို့ဒီအမေကိုပို့ခင်တာဖြစ်တယ်ပေါ့เนาะ။အဲ့တော့ဒီစကားနားထောင်ရင်လည်းအမေစကားကိုပုံနားထောင်အောင်များပါเนาะ။အဲ့တော့အဖေဒီနေနဲ့လည်းကလေးကိုအချိန်ပေးဖို့တွတ်တူတယ်ပေါ့เนาะ။ အဲ့တော့ကလေးတယောက်ကိုကိုလိုချင်တဲ့အဲစကားကိုနားထောင်ဖို့အတွက်ကိုလိုကိုလောက်ခိုင်းချင်တဲ့အလုပ်ကိုလွယ်လွယ်ကူလုပ်ဖို့တော့ဆိုလို့ရှင်သူတို့ကိုအချိန်ပေးဖို့တော့လိုတယ်။သူတို့နဲ့ကစောကစားရမယ်၊ဂိမ်းဆော့အလိုလိုက်ရမယ်ဆိုတာကိုမေ့ထားလို့မရအောင်ပေါ့နော်။အရာအားလုံးတော့လိုက်နေလို့တော့မရအောင်။ဒါပေမဲ့လိုက်တင်တဲ့လောက်လိုက်ရမယ်ဆိုတာကိုမိဘတွေရဲ့စိတ်ထဲမှာအတင်းသာသိစေချင်တယ်ပေါ့နော်။အာနောက်တစ်ချက်ကဘာလဲဆိုလို့ရှင်နော်။အာနံပါတ်2ပေါ့နော်။နံပါတ်2ကဘာလဲဆိုလို့ရှင်ကလေးကိုအာရွေးချယ် မှုပေးခိုင်းပေးတာပေါ့နော်အဲ့တော့အာဒါရွေးချယ်မှုပေးရဆိုတာကကလေးတယောက်မှာတော့မဟုတ်ဘူးပေါ့နော်အာလူဆိုတဲ့စိတ်သဘောအရာပေါ့နော်အာဘယ်မှာပဲဖြစ်ဖြစ်ပေါ့နော်ဥမာစီးပွားရေးမှာဖြစ်ဖြစ် customer care မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီအာရွေးချယ်မှုပေးရတာပေါ့နော်တစ်ဖက်လူကိုစိတ်တစ်ဖက်လူရဲ့စိတ်ကိုဆွဲဆောင်နေလို့ပြောမလားပေါ့နော်အော်ဒီလိုမျိုးရွေးချယ်မှုပေးလိုက်ခြင်းပေးလိုက်တယ်ဆိုလို့ရှိရင်သူတို့ရဲ့စိတ်ကိုပို့ပြီးတော့အာအာစိတ်ဝင်စားမှုရစေတယ်ပေါ့နော်အဲ့တော့ခလေးကိုတသားဘာကိုလှုပ်ခြင်းလဲ နော်အာပြီးလို့ရှိရင်တသားကဒီလို့လို့ဖို့အတွက်ဘယ်အချိန်ကိုသဘောကျလဲဒါမှမဟုတ်တသားဘယ်အချိန်မှာလုတ်ချင်တယ်ဒါမျိုးပေါ့နော်အာဒီလိုမိကုနဲ့မိချင်းအဖြစ်ကိုလုတ်ခိုင်းခြင်းနဲ့အရာကိုခလေးကိုနော်ရွေးချယ်မှုပေးလိုက်တဲ့အခါမှာခလေးကအချိန်တစ်ခုရွေးလိုက်မယ်ကွာသူဘာအချိန်မှာလုတ်ချင်တယ်အဲ့တော့ဒီလိုမျိုးရွေးချယ်မှုပေးလိုက်တဲ့ဆိုသူတစ်ခုရွေးချယ်လိုက်ပြီဆိုရင်သူစိတ်ထဲမှာဘာကိုခံစားရလဲဆိုရင်အဲသူကဒီရောင်ရွေးချယ်လိုက်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နော်ဒီ own feeling သူ့ရဲ့ကိုယ်ပိုင်လို့ခံစားရတယ်ကွာအဲ့တော့တ냐ခိုင်းတာလို့သူမထင်တော့ဘူးကွာသူ့ သူ့ရဲ့စိတ်ကဖြစ်လာတဲ့အရာလို့သူထင်တယ်အဲ့အဲ့လိုမျိုးပေါ့နော်ပုံမှန်ရိုက်တာပေါ့နော်အာအဲ့လိုမျိုးလှုပ်ခြင်းအားဖြင့်နော်ဒီကလေးတွေရဲ့အဲစိတ်ဝင်စားမှုရမယ်ပေါ့နော်သူဒီဒီအလုပ်ကိုလုပ်တဲ့အခါမှာဆိုလေတိတိတချာလုပ်ပြီပေါ့နော်အာသူ့ရဲ့ဒီကိုယ်ပိုင်စိတ်ကူးတစ်ခုကိုတိတိတချာလုပ်ပြီပေါ့နော်အာဒီလိုနီးနဲ့ကလေးတွေကိုနော်ကိုယ်ပပအောင်ဆွဲလို့ရတယ်ပေါ့နော်အာအတ္တနာကဒီဗီဒီယိုကိုနော်အာပြပြပေးတာပါအားလုံးကိုနော်အာဘူးသာရစေချင်ပါတယ်ပေါ့နော်နောက်ဗီဒီယိုဒီမှာလည်းအတ္တနာနဲ့ပြန်လည်းတွေ့ချင်ပါသေးတယ်ဆက်မိုင်း